ကျမဒီနေ့စနွင်းကြောင်းနည်းနည်းပြောချင်ပါတယ်။เนาะစနွင်းကမြန်မာပြည်မှာအများကြီးလက်ရှိတယ်။အိမ်တိုင်းမှာလည်းရှိတယ်။ကျမတို့နေ့တိုင်းသုံးနေတာလည်းဖြစ်တယ်။เนาะဒါပေမဲ့လို့ဒီစနွင်းကဘလောက်ဆေးဘက်ဝင်လဲဆိုတာလူတွေကသိပြီးတော့သတိမထားမိကြဘူးပေါ့เนาะ။အဲ့တော့စနွင်းဆိုတာဘာလဲဆိုတော့ဒီစနွင်းဆိုတာသူကဟိုဂျင်းရဲ့အမျိုးအနွယ်ဖြစ်တယ်ပေါ့เนาะ။ဂျင်းအမျိုးအနွယ်ရာဂျင်း။အဲ့ဒီစနွင်းမှာ ဟိုအာနိသင်ရှိတဲ့ဓာတ်ကိုအင်္ဂလိပ်ဗမာလိုတော့မသိဘူးအင်္ဂလိပ်လိုက curcumin လို့ခေါ်တယ်နော်အဲ့ဒီ curcumin ကဒီစနွင်းရဲ့ဒီအဝါရောင်ဖြစ်အောင်နော်ဒီအဝါရောင်ပေးတဲ့ဓာတ်ပေါ့ဒီစနွင်းအားလုံးမှာသူကဟိုဆယ်ရာခိုင်နှုန်းလောက်ပါတယ်ဒါပေမဲ့သူကဒီဒီအဝါရောင်ပေါ့နော်ပေးတယ်အဲ့ဒါ flavonoid ဖြစ်တယ်အဲ့တော့စနွင်းကဘာတွေအတွက်ကောင်းတာလဲလို့လူတွေကမင်းအကုန်လုံးကောင်းတယ်လို့ပဲပြောရမှာနော်နံပါတ်1 တောတွေမှာနော်ဟိုမလေးရီးယားရောဂါတွေတိတ်ဖြစ်ကြတယ်အဲ့ဒီတော့တချို့နေရာတွေကြတော့လေဆရာဝန်ပေါက်ရောက်တဲ့နေရာလည်းရှိတယ်ဆရာဝန်မပေါက်ရောက်တဲ့နေရာလည်းရှိတယ်အဲ့တော့ဆရာဝန်မပေါက်ရောက်တဲ့နေရာမှာဆိုလို့ရှိရင်ဘာလို့ ਆ မှမသိဘူးလူနာကလည်းဖျားတွေတက်အဲ့ဒါစောင်းနေနဲ့ဝိုင်းချုံပြီးတော့ဝိုင်းနှိပ်ကြနော်အဲ့ဒါဆိုကျမကဘာပြောချင်လဲဆိုရင်လေဟိုဆရာဝန်ရှိရင်လည်းခင့်မိတဲ့ဆေးနဲ့ကုပေါ့နော်ဆရာဝန်မရှိတဲ့နေရာမှာဒီတိုက်နေမဲ့အစားနော်စွန်းနှင်းတိုက်ပါ ။ဘာကြောင့်လဲဆိုတော့ဆာအုဒီထဲမှာရေးထားပါတယ်။စင်နွင်းက anti malaria ဖြစ်တယ်။ဒါပေမဲ့လို့အဲနောက်မှဘယ်လိုတောက်ရမလဲပြောပြမယ်နော်။ဒီ anti malaria ဖြစ်တယ်။နောက်သူက bacteria တွေကိုလည်းနိုင်တယ်။ anti bacteria လည်းဖြစ်တယ်။ viruses တွေကိုလည်းနိုင်တယ်နော်။ anti viral လည်းဖြစ်တယ်။နောက်ပြီးတော့ဒီ antiseptic လည်းဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ဟိုတောတွေဘာတွေမှာတခုခုထိခိုက်ဒဏ်ရာရရဒါမှမဟုတ်လို့ရှိရင်လည်း ဓာရီဘာတွေရှာမိခါကျစနွေးနေတိတ်ကြတယ်လေစနွေးနေတိတ်တဲ့ခါကျတော့ကောင်းသွားတယ်အနာကျက်သွားတယ်เนาะအဲ့တော့ तू อ่ะ anti antiseptic လည်းဖြစ်တယ်နောက်တစ်ခုအရေးကြီးတာ तू อ่ะ antioxidant လည်းဖြစ်တယ်ခန္ဓာကိုတန်ကြီးတက်ခြင်းမှလည်းကာကွယ်တယ် anti inflammatory လည်းဖြစ်တယ်ခန္ဓာကိုရောင်ကိုင်းခြင်းမှလည်းကာကွယ်တယ်နောက်သိအရေးကြီးတာ तू อ่ะအုံနောက်နဲ့အာယုံကြောဟိုပါကာကွယ်ပေးတယ်เนาะ neuroprotective လည်းဖြစ်တယ် နောက် cholesterol လဲချပြီးတယ်လို့ပြောပါတယ်။နောက်ပြီးတော့ဒီခန္ဓာကိုယ်ထဲမှာဒီသွေးကြောချစ်တဲ့ယောဂါကလည်းဟိုပါပါเนาะကာကွယ်တယ်လို့ပြောပါတယ်။အဲ့တော့ဒီလောက်တောင်အာနိသင်နေများတဲ့ဆွနှင်းဟာကျမတို့အိမ်တိုင်းမှာလည်းရှိတယ်။နောက်ကျမကဆွနှင်းတောက်လို့ပြောရင်လူတွေကဗာစင်ကြီးပေးလဲဆိုတော့ဒီတော့ကျမတို့နေ့တိုင်းဟင်းချက်တဲ့တဲမှာထဲ့ပါထဲ့တာပဲဘာလို့တောက်เสียလို့လဲ။ဒါပေမဲ့နေ့တိုင်းဟင်းချက်တဲ့တဲမှာထဲ့တာအဲ့ဒီအမောင့်ကိုတအိမ်လုံးစားကြတာလေ။ ဟုတ်တယ်မလားအခုကကိုကတယောက်တည်းတောက်မှာဆိုတော့ဒီပမာဏအနေနဲ့ကလည်းပုံများတယ်နောက်ပြီးတောက်တဲ့အခါမှာလည်းကျမတို့ကလေဒီစနွင်းကတို့ကဘာပြောထားလဲဆိုတော့စနွင်းဟာရေထဲမှာမပြောဖြောကြည့်ဘလို့မှမပြောပေါ်လောပေါ်လောပဲเนาะသူကစနွင်းကစီထဲမှာပဲပြောတယ်အဲ့တော့ဒီစနွင်းရဲ့အာနိသင်အပြည့်ကိုရဖို့ပါစီထဲမှာဖြောတော့ဒီစီထဲမှာဖြောတော့လို့ရှိရင်တေးသေးချာချာပျော်ဖြောပြီးတော့ တောက်ချလို့ရှိရင်သူကဟိုသွေးတဲကိုစုပ်နှုံးပေါ့နော်စုပ်အားနှုံးဒီအသုံးချလို့ရလာကရေတောက်ရေနဲ့တောက်တာတဲ့ဆက်တဆပို့ပြီးတော့များတယ်ဆိုတော့သူတို့တွေ့ရတယ်နောက်ပြီးတော့ကျမတို့အုံနောက်ကလည်းအစီလေအစီဆိုတော့တော်ယုံတန်ယုံဒီ blood brain barrier လို့ခေါ်ရပေါ့နော်ပိုးတွေဘာတွေမဝင်နိုင်အောင်ခံထားတဲ့ဒီအုံနောက်မှာ barrier ရှိတယ်ဒါပေမဲ့စနွေးကိုစီနဲ့ဖြော်လိုက်ပြီဆိုရင်သူကအုံနောက်ထဲကိုဝင်ပြီးတော့ အုံနောက်နဲ့အာယုံကျော်ယောဂါကြီးအုံနောက်ရောင်ကိုင်းခြင်းရနေလေကာဝယ်တယ်အဲ့တော့ကျမကပြောတာလေတောက်မယ်ဆိုလို့ရှိရင်ဟိုအာနိသင်ရှိတဲ့နီးနဲ့တောက်ဖို့မထူးဘူးလေတောက်ရမှာပဲရေနဲ့ပဲဖြစ်ဖြစ်နောက်တချို့တွေကလည်းပြောတယ်ပေါ့နော်ဒီစနွင်းကိုသူတို့တွေကဟိုပြားရည်နဲ့လုံးပြီးတော့နေပူလှမ်းလိုက်တယ်နေပူလှမ်းပြီးတော့အဲ့ဒီလုံးလေးကိုဆေးလုံးလေးလိုပဲမျိုးချတယ်ကျမလည်းစမ်းကြည့်တာပေါ့သူတို့နေပူလှမ်းတာတော့မာပြီးကျစ်သွားတယ်လေ အဲ့တော့တိတ်မာလုံးအားကြီးတော့တခါငရုတ်စုံနဲ့ထုတာတော့မှမရဘူးအဲ့တော့ကျမကစဉ်းစားတယ်ငရုတ်စုံနဲ့ထုတာတော့မှမရတာကြပွေးနဲ့ထုတာတော့မှမရတာဘလို့လောက်သွားပြီးတော့ခန္ဓာကိုယ်ထဲမှာပျော်မှလဲဒီဟာနော်အဲ့ဒီတော့ကျမကပြောချင်တာကဒီအမတန်မနော်ဈေးပိုက်ဆံအားဖြင့်လဲပေါ်တယ်ဒီလောက်တောင်အာနိသင်ရှိတဲ့ဟာကိုဘာဖြစ်လို့နေတိုင်းမတောက်နိုင်ရမှာလဲယောဂမျိုးစုံကလည်းကာကွယ်တယ်သူကစီးကြိုလည်းချပီးတယ် ယောဂမျိုးစုံအတွက်လည်းကောင်းတယ်ဆိုတော့ကျမတို့ဒီဟာတောက်တင်နေတာတခုပေါ့နော်အဲ့တော့ကျမကဒီနေ့ပြကျင်တာလေဒီမှာဇွန်ထဲမှာနော်ရေထည့်မယ်ဒါ olive oil เนาะစီထည့်မယ်ဒီဇွန်စီเนาะမတူဘူး မှာစနွင်းတယ်မယ်စနွင်းကဒီမှာဘယ်လိုသုံးလဲဆိုတော့ဒါရည်ထဲမှာเนาะထည့်ပြီးဖြောကြည့်မယ် ြီးเนาะမှာရေးတိုက်တလောက်ပြောမပြောတိုင်းမပေါ်လို့ပေါ်လို့ကကားစီဒီမှာရေပေါ်မှာစပပေါ်လို့ပေါ်လို့ပဲအဲ့တော့เนาะအာနိသင်ရှိအောင်ဆိုဒီလိုတောက်ရမယ်เนาะအဲ့တော့တောက်ရမယ့်အချိန်ကဘိုက်ထဲမှာအစာမရှိရင်တောက်လို့မရဘူးဘာလို့ဆို तू က sugar ကြတယ်လीအ အဲ့တော့ဘိုက်ထဲမှာအစာမရှိပဲနဲ့တချို့တွေဆိုနားမထောင်ဘူးပြောတာမိုးလင်းလာတယ်နဲ့တောက်ချတယ်ဘာမှမစားဘူးခေါင်းမူးတယ်ဆိုပြီး complaint လုပ်တယ် sugar ကြတယ်လေ तू ကနော်အဲ့ဒီတော့ तू ကအစာတစ်ခုခု စားပြီးတော့မှတောက်အောင်မှာဖြစ်ပါတယ်နော်ဟိုဟာပေါ့မနေ့စာစားဒါမှမဟုတ် breakfast ဒါမှမဟုတ် lunch ဟိုစီဂျိုယောဂရှိတဲ့လူတွေကလည်းစားပြီးတိုင်းတောက်ပေါ့ तू ကဘလောက်ကောင်းလဲဆိုတော့ तू တို့စမ်းကြည့်တာ lab ထဲမှာ10000 mg ကို intravenous ပေးတာလူနာဘာမှမဖြစ်ဘူးအတိတ်ဘယ်က ဒီလောက် dosage အကြီးပေးတာဘာ side effect မှမရှိဘူးမကောင်းတဲ့ဆိုဂျိုဘာမှမရှိအဲ့တော့မတော့နိုင်စရာအကြောင်းမရှိဘူးနောက်ပြီးသူကစီနဲ့ဖြော်လိုက်ရင်လည်းလေဟိုပါပေါ့တောက်လို့ရတယ်နော်ဟိုပါပေါ့တောက်နိုင်တယ်ဘာလို့ဆိုတော့ဒီတိုင်းအမုံကိုတချို့တွေကလည်းအမုံကိုပါဇက်ထဲထည့်ပြီးတော့ရင်နဲ့မျိုးချတယ်အဲ့တော့ကြတော့လေအမုံကနှာခေါင်းထဲတွေပါနေမှုန်ပြီးတော့ဟချိုဟချိုနဲ့ဖြစ်တဲ့လူတွေလည်းရှိတယ်နော်အဲ့ဒါဆိုတော့ဒီကစနွင်းတောက်နေပေါ့နော်အဲ့ဒါအစာနဲ့ပဲတောက်ရမယ် အစာမရှိဘဲနဲ့မတောက်ပါနဲ့ဆိုစနွေးအရတော့ဒီလောက်ပါပဲเนาะပြောတာဒီဖြော်နီးလေးကိုပြောပြပါ